ါဘာမှမသိချင်ဘူးသူနဲ့မှလည်းဒီလိုမေးခွန်းတွေကိုမဖြစ်ချင်ဘူးဒါအမအရှင်းဆုံးပြောရပါတော့တချို့ကတော့မေးသွားပြီလို့ထင်တယ်ပရိသတ်လည်းရှိပါတယ်တချို့တော့ထင်တယ်ပရိသတ်လည်းရှိပါတယ်မအရုံညောက်တိဆောက်ထားတဲ့ဘဝကြီးတစ်ခုကလွယ်လွယ်လေးနဲ့တိဆောက်ခဲ့ရမှာပေါ့။ရှစ်တန်းကျောင်းဘဝရဲ့ရပါ။ခက်ခဲအများကြီးနဲ့တိဆောက်ခဲ့ရပါ ဒါပေမဲ့ဘဝတစ်ခုမှာလူတိုင်းကမကြုံတွေ့ချင်ပါဘူး။အမအစောဆုံးကြုံတွေ့လိုက်ရပါလေ။ဘယ်လိုပြောရမလဲ။မတရားကြီးအများကြီးရှိပါတယ်။အမကတော့မထေချင်တဲ့မိကုန်းနေမတိချင်တဲ့ဖြစ်တယ်ဘူး။ဒီနေ့အမမေ့ထားတာအားလုံးအမခံစားနေရတယ်ပေါ့နော်။အမမထေချင်ဆုံးမိကုန်းနေပါလေ။ဘာလို့လဲဆိုတော့ အမကိုကိုကိုလိန်ထားတာပါဆယ်နှစ်လုံးတော့အမမသိချင်အောင်စောင့်နေတာပါအခုကောင်မျိုးမျက်ရည်ကြရဲအမအာမတယောက်တည်းနေအမအလုံးလုံးနေရုံးကန်နေရတဲ့အချိန်မှာတတိမြရတာမဟုတ်ပေမဲ့အမရဲ့ဘဝတစ်စချိုးအမအမလေးအตาလေးရက်တည်နေရတာပါဒီနေ့တော့မဖြစ်မနေအမရင်းဆိုင်ရပါဘူးတက်ရှိချင်ချာစီစဉ်ဆုံးဒုံနေရပေါ့နော်ရင်းသားတယောက်မဖြစ်ခင်ကဒီအောင်မြင်စေခြင်းနဲ့စိတ်တစ်ခုနဲ့ အမရှစ်ဖျားရှစ်ခိုးခဲ့တဲ့မြတခါမှအမအတွက်အမမဆူတောင်းခဲ့ဘူးပါဘူးဒါမှန်သောသစ္စာစကားပါအဲ့အတွက်ကြောင့်အမခက်ခဲရှိနေရတယ်ပြည်တယ်ဟုတ်ဟာစီဆောဆောအမတို့တမြကုသိုလ်ကမှုဒီဒီစနေသားအောင်မြင်ဖို့အတွက်ကိုကြီးစုရဲလို့ပဲအမဆူတောင်းခဲ့ပါတယ်ဒီနေ့ပြုတမြကုသိုလ်တွေအားလုံးလည်းအမအမကျေးဇူးရှိနေပါသေးတယ်ဒီနေ့ဒီနေ့မမိုးဆိုရင်မမိုးရေအများကြီးချားရဲမှာဘယ်မမိုးလဲလို့မေးလိုက် ွေမျိုးသမီးလေးဆိုရဲဂုံတစ်ခုကအမမရင်းနှီးတိတိရှိအဲ့ဒီဂျေစုလေးအမဆက်လို့မကုန်ပါဘူးအဲ့တော့ကြောင့်မို့အမှတ်ရရမယ်ဆိုအမှတ်ရစရာယူရတယ်တကယ်